ရှိတဲ့အကြံဖက်စစ်တပ်တပ်ဆွဲရာဂိတ်စခန်းများနဲ့စစ်ကြောင်းများကို တော်လိုင်းပူပေါင်းတပ်ဖွဲ့များကစက်တင်ဘာလကုန်ကနေယခုနိုဝင်ဘာလအထိအကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့ရာတပ်စခန်းတချို့ကိုအပိသက်သိမ်းပိုက်နိုင်ခဲ့ပြီးအကြံဖက်စစ်သား9ဦးတည်းမှနေတည်ဆုံးကနှစ်ဦးကိုအရှင်ဖမ်းမိခဲ့ကြောင်း EPDF တာဝန်ရှိသူတို့ကဒီကနေ့အတည်ပြုပါတယ်စက်တင်ဘာ30ရက်မနက်9:00နာရီခွဲခန့်ကပခုတ်ကူမြို့နယ်မြစ်ချေမြို့လက်ပံကြောင်ကျေးရွာမှာရှိတဲ့ဘုံကျောင်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ်များကဝင်ရောက်တိုက်ခိုက်ခဲ့ရာမိနစ်အနည်းငယ်အတွင်းဖုံးကြောင်းနောက်ဖက်ကာကင်ကုန်းစတင်ကြောင်းဂိတ်နဲ့လက်ပံကြောင်းလှေစိတ်တို့ကိုအပိသက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။စကောင်စီတပ်များဟာတန့်ချီတောင်အထိဆုတ်ခွာသွားခဲ့ကြောင်းသိရပါတယ်။အောက်တိုဘာ၁ရက်မှနေ၅ရက်အထိကံရွာတန့်ချီရွာနီးနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာအကြီးအကျယ်ထိခိုက်ပြီးပါရာမော်တာ၄စီးနဲ့ဘုံးဆက်နှလုံးကျဲချခဲ့တဲ့ကြောင်းဆိုပါတာဝန်ရှိသူကပြောပါတယ်။ အော်တိုဘာ22ရက်မှာလဲညောင်ချစ်ပင်ရွာနီးကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။နောက်ဆုံးထိတွေ့မှုကတော့နိုဝင်ဘာ22ရက်မနေ့9:45မိနစ်ခန့်ညိုင်မြို့နယ်စက်မှုနှစ်ကနေဝက်ပုတ်ရွာအတွင်းဝင်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ရာစစ်သား5ဦးထိခိုက်သေးဆုံးပြီးတော်လှန်ရေးရဲဘော်2ဦးကြာဆုံးခဲ့ပါတယ်။တိုက်ပွဲပြီးစစ်ကောင်စီတပ်ဟာစက်မှုနှစ်ကိုပြန်ဆုတ်ခွာဖို့ အယက်သားတဦးနဲ့အမျိုးသမီးတဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းသိရပါတယ်။နယ်မြေရှင်းလင်းစဉ်မှာတော်လှန်ရေးတပ်ဖွဲ့ဝင်များကစစ်သားအလောင်းများမြင်းမြုပ်ထားတဲ့အလောင်းနှလောင်းမိရှို့ထားတဲ့အလောင်းများနဲ့စစ်လက်နက်ခရံတချို့ကိုသိမ်းဆီးရရှိခဲ့ပါတယ်။ဒါအပြင်နိုဝင်ဘာ16မှာပခုတ်ကူမျိုးနယ်တင်းခတ်ပြူရွာမှာပြူစောတိဒုခေါင်းဆောင်တော်ဦးနဲ့နောက်လိုက်တဦးတို့ကပြည်သူများကိုပေါ်တာဆွဲဖို့ထွက်လာစဉ်လမ်းတနေရာမှာအရှင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တိုက်ပွဲတွေကအခုထိနေ့စဉ်နှီးပါရက်ဆက်ဖြစ်နေတယ်။စစ်ခွေးစစ်ကြောင်းကလည်းမြိုင်ပေါက်အဆက်မှာရှိနေသေးတယ်လို့ EPDF ရဲ့တာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်။အဲ့ဒီစစ်စင်ရေးတွေကို အက်ကွတ် People's Defense Force ပခုတ်ခုခရိုင်လိုကယ်တိုင်းရင်းတက် PDLB နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကပူးတွဲလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။တော်လှန်ရေးတပ်ဖွဲ့များကပြည်သူများကိုစစ်ကောင်စီတပ်ရဲ့ လေချောင်းတိုက်ခိုက်မှုအန္တရာယ်ကိုအထူးသတိထားကြရနဲ့စည်ရည်အသည့်စည်ရည်သတိအမြဲထားရှိကြဖို့ထပ်မံတိုက်တွန်းထားပါရရှင်